တော်အခန်းနှစ်ကဒုတိယပိုင်းဖြစ်တဲ့အကြောင်းအရာလေးကိုဆက်ပြီးတော့လေ့လာမယ်။သူညွှန်ဆိုထားတဲ့အကြောင်းအရာကကိမေမြားရဲ့ဓာတ်ကိန်းဆိုင်ရာလုံထုံးများလုံထုံးဆိုတာကသင်္ချာရဲ့သဘောတရားရဲ့ဆရာတို့ပေါင်းမယ်၊နှုတ်မယ်၊မြောက်မယ်၊စားမယ်ဒီလေးကိုအခြေခံပြီးတော့ဓာတ်ကိန်းမှာဂုဏ်သတ္တိထုတ်ယူမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ပရမအောဆုံးဓာတ်ကိန်းများအသုံးပြုရဲ့ကိန်းများကိုမြောက်ချင်းဆိုပြီးတော့နော်အခြေပေါ်မှာရှိတဲ့ဓာတ်ကိန်းကိုဆရာတို့ကမြောက်ချင်းနဲ့စဉ်းစားမယ်။ မ္မသူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုရေးထားပါတယ်။ခြေတော်ကတ်ကင်းမြောက်ကိုမြှောက်ရင်အခြေကိုမူလာတိုင်းထား၍ခံကျင်းမြောက်ကိုပေါင်းရသည်။ဆရာတို့ကဓမ္မဆိုလို့ရှိရင်ကြည်ပါ။ကိန်းရင်ညွှန်းထားတာက B ရှိမယ်၊ M ရှိမယ်၊ N ရှိမယ်။ဒါဒီကိန်းကြီးတွေလို့သတ်မှတ်ထားမယ်ဆိုလို့ရှိရင်ဆရာတို့က B ကို base ကိုအခြေခံတဲ့စကလုံးအခြေဖြစ်ယူမယ်။ N နဲ့ N ကိုကိန်းကြီးကိုစားပြုတဲ့တက်ကင်းဖြစ်ယူမယ်ဆိုလို့ရှိရင်ဆရာတို့က b power m into b power n equal b power m plus n ဖြစ်သည်ဆိုပြီးတော့ရည်ညွှန်းထားပါတယ်ဒါကိုဆရာမြန်မာလိုရှင်းပြမယ်အခြေ b ရှိမယ်တက်ဂိတ် m ရှိမယ်အခြေ b ရှိမယ်တက်ဂိတ် m ရှိမယ်အခြေတူတဲ့ gain တစ်ခုကိုမျှောက်မယ်ဆိုလို့ရှိရင်ဆရာတို့ကအခြေကိုမူလတန်းရေးပြီးတော့တက်ဂိတ်တွေကိုပေါင်းပေးရပါမယ်ဒါကိုဆရာတို့အလွယ်တကူမှတ်မယ်ဆိုရင်အခြေတူ gain များမျှောက်ရင်ထန်ညွှန်းများပေါင်းရပါမယ်ဆရာဆက်ပြောပါမယ် ကျောင်းထဲမှာပြောပါတယ်အခြေယူကင်းများပြောင်းလေထန်ညွှန်းများပေါင်းရမည်ဆိုတဲ့ခွန်သတ်တွေကိုသုံးပြီးတော့ဒီမှာပုံစံအတွက်ကလေးတွေကိုလေ့လာကြည့်မယ်။ဒါဆိုရင်ကြည့်အောင်ပုံစံအတွက်က64မြောက်8ကိုတက်ကိတစ်ခုရဲ့ပြင်ပေါ်ပြပါဆိုပြီးတော့ကျားတို့ကတက်ကိတစ်ခုရဲ့ပုံစံရအောင်စဉ်းစားမယ်ဆိုရင်ကျားတို့ရှေ့မှာစဉ်းစားထားတဲ့တက်ကိတက်ကိရဲ့သဘောတရားကိုအခြေခံပြန်စဉ်းစားမယ်။သူညွန့်ထားတဲ့64မြောက်8ကိုစဉ်းစားမယ်ဆိုရင်64ဆိုတာ16ထက်8ဆိုတာ23ထက် ဒါဆိုရင်ဆရာတို့က1 6တက်ကိုဖြတ်မယ်ဆိုလို့ရှိရင်6ကြီးဖြတ်မယ်1 3တက်ကိုဖြတ်မယ်ဆိုလို့ရှိရင်3ကြီးဖြတ်မယ်ဒါဆိုလို့ရှိရင်ဒီမှာရှိတဲ့နှစ်အလုံးအေးတွေက6ကြီးဖြစ်မယ်ဒါကြောင့်ဆရာတို့က1 6တက်လို့ပြင်မယ်ဒါဆိုလို့ရှိရင်ဆရာတို့ရဲ့ဂွန်တန်ကြီးကဒီမှာကဗန်တက်ရှိတယ်6ထက်ဒီမှာကဗန်တက်ရှိတယ်3ထက်6ထက်နဲ့3ထက်ပေါင်းတဲ့အခါကျတော့ဘာရမလဲ9ရမယ်အလုံးသောကိန်းများရဲ့အခြေအနေနှစ်ဖြစ်မယ်ဒါကြောင့်ဆရာတို့ရဲ့ရလဒ်က1 6တက်ဖြစ်မယ် ဒုတိယပုံစံတွေကိုဆက်ပြီးတော့ကြည့်မယ်ဒုတိယပုံစံတွေကဘာညွန့်တာလဲစစ်ကြေးမြောင်29ကိုထက်ကြီးတကူတည်းဖြင့်ပေါ်ပြပါဒါဆိုရင်ဆရာတို့ကထက်ကြီးရဲ့သဘောတရားအရာအခြေအနေတွေကိုခွဲစင်ရမယ်စစ်စစ်ကြေးမြောင်29စစ်စစ်ဆိုတာ3ရက်4ရက်ဖြစ်သလို29ဆိုတာ3ရက်3ရက်ဖြစ်မယ်ဒါကိုဆရာတို့ကပြန်လိုက်မယ်ဆိုရင်3ရက်ကိုကိုစားပြုမယ်၄ချိန်3ရက်ကိုကိုစားပြုမယ်3ချိန်ဆရာတို့ကထက်ကြီးရဲ့သဘောတရားအရာသူ့မှာရှိတဲ့အခြေအနေတွေနဲ့ဆိုလို့ရှိရင်အခြေအနေက3 တက်ခြင်းအတွက်ကခေါ်ဒါကြောင့်3 power 7ဒါဆိုကျတော့တက်ခြင်းရဲ့မြောက်ချင်းဘုံတတ်တွေကိုသုံးပြီးတော့ရှင်းပြတဲ့ဥစ္စာလေးနှစ်ခုကိုဆရာတို့ကြည့်အောင်နံပါတ်1ဥစ္စာကိုကြည့်ပါနံပါတ်1ဥစ္စာက125မြောက်25ဒါကြောင့်ဆရာတို့က125ဆိုတာက9သုံးတန်25ဆိုတာငါးနှစ်ဖြတ်ဆိုတာကိုသားတို့သမီးတို့သိပိသားဖြစ်မယ်ဒါဆိုရင်ဆရာတို့ရဲ့ထန်ညွှဲကွန်တတ္တိယာအခြေဒီ9 9ဖြစ်မယ် အခြေတူကင်းကြီးမျှလိုက်တဲ့ထန်ညွန့်တစ်ခုပေါင်းမယ်ဒါကိုဆရာဖြန့်ပြီးတော့ရေးပြပါမယ်ဒါကြောင့်မလို့အခြေ9 9အတွက်ဆရာတို့က9ကိုယူမယ်တက်ကင်းအတွက်က3ပေါင်း2ကိုယူမယ်ဒါဆိုလို့ရှိရင်ဆရာတို့ရဲ့ဖြေက9 9တက်လို့ရမယ်ဒါကြောင့်မလို့အခြေတူကင်းကြီးမျှရင်ထန်ညွန့်ချင်းပေါင်းအခြေ9 9ကို9အခြေတစ်ခုယူမယ်ထန်ညွန့်3တက်နှစ်ကိုပေါင်းမယ်ဒါကြောင့်ရလက်က9 9တက်ဖြစ်ပါတယ်ဒီလိုပဲဒီဘက်ကိုဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် ဓမ္မ36မြောက်96ရှင်တို့36ဆိုတာက66လီ36 6နှစ်ထက်96ဆိုတာ36ကိုဖြတ်ပြီးတော့6နှစ်မြောက်တော့6သုံးတယ်ရမယ်ဒါဆိုရင်ရှင်တို့ကခုနကတက်ကင်းရဲ့ငွန်တန်းကြီးကိုသုံးမယ်ဆိုရင်အခြေ66တွေကရှင်တို့ကဘာလို့ယူမလဲ6ကိုယူမယ်အခြေတွေကင်းကြီးမြောက်ရင်တန်ညုံကြီးပေါင်းဒါကြောင့်ရှင်တို့ကတန်ညုံဖြစ်တဲ့နှစ်နဲ့သုံးကိုပေါင်းလိုက်မယ်ဒါဆိုရင်ရှင်တို့ရလက်က65ရက်ဖြစ်မယ် ဒါဆရာဂုံတက်လေးကစဉ်းစားပြထားခြင်းဖြစ်ပါတယ်။မြောက်ကိုလေ့လာပြီးတဲ့အခါတကင်းရဲ့အစားဆိုင်ရာဂုံတက်လေးကိုဆရာတို့ဆက်ကြည့်အောင်အမှညွှန်တာပါလေကြည့်တကင်းများအသုံးပြုရင်ခင်းများကိုစားခြင်းဆိုပြီးတော့ညွှန်တယ်ခုနကအမြောက်ဒီတကအစားဓမ္မဖွင့်ဆိုချက်ကိုကြည့်ပါအခြေတူသောတက်ကိန်းများကိုစားရင်အချိုလူကိန်းတို့စားမယ်အခြေကိုဘူလာတိုင်းထဒီနေ့အပြင်တစ်ချိန်မင်းရေးမယ်ဒါကိုပြောတာနော် ဒီကိန်းခံညုံးမှာစာကိန်းခံညုံးကိုမလုပ်ပေးရမလဲနှုတ်ပေးရမယ်။ဒါကြောင့်မလို့ B M နဲ့ A တို့ဒီကိန်းမြများဖြစ်ကြရင် B ဆိုတာကအခြေဖြစ်မယ် M နဲ့ A ကခံညုံးဖြစ်မယ်။ဒါဆိုရင်ဆရာတို့ကအစားကိုကိုစားပြုတဲ့အပိုင်းကြီးပုံစံနဲ့ရေးမယ်ဆိုရင် B power M by B power N ဆရာတို့အင်းလေးလို့ဖတ်တဲ့အခါကျလို့ရှိရင်ပိုင်းဝေတံမိုးကိုအရင်ဖတ်မယ်ပြီးတော့မှဆရာတို့ကဘိုင်းခံပြီးတော့ပိုင်းရေတံမိုးကိုဖတ်မယ်ဆိုရင် B power M by B power N ဒါဆိုရင်ဆရာတို့ရဲ့ဓာတ်မူဟာအခြေက BB တို့တော့အခြေကိုတကြိမ်ရင်းမယ်စတာဖြစ်တဲ့အတွက်ဆရာတို့ကဘာလို့ပြင်မလဲနှုတ်ပြင်မယ်ဒါကြောင့်မလို့ဆရာတို့ရဲ့ရတဲ့က B power M minus N ဖြစ်တယ်ဒါကိုဆရာတို့အလွယ်တကူမှတ်မယ်ဆိုလို့ရှိရင်တက်ကိမှာအခြေတူကိမများစားလျင်တန်ညွန်ကြီးနှုတ်ပါမယ်ဒါဆိုလို့ရှိရင်အောက်ကဥမာလေးကိုကြည့်ကြည့်အောင်ဒါကြောင့်အောက်ပါစားရတဲ့ကိုလေ့လာအကြည့်ပါဆိုတဲ့အတိုင်းဆရာတို့ဒီမှာအညွန်ငယ်လေးနှစ်ပုတ်ကိုကြည့်ကြည့်အောင် ပိုင်းဝေက2ဆက်တက်ရှိမယ်ပိုင်းကြီးက2 9တက်ရှိမယ်ကျားတို့အခြေခံသဘောတရားအရဖြတ်လိုက်မယ်ဆိုရင်2ဆက်တက်ကိုဒီမှာ2ဆက်လုံးဖြတ်လိုက်မယ်2 9တက်ကို2 9လုံးဖြတ်လိုက်မယ်ကျားအလွယ်တကူတင်ချာနည်းအရဒီမှာရှင်းပြမယ်ဆိုလို့ရှိရင်ကြည့်ပါဒီမှာရှိတဲ့2 9လုံးကိုပိုင်းဝေမှာရှိတဲ့2 9လုံးနဲ့ဆရာတို့ကြည်တယ်လို့သိလိုက်လို့ရှိရင်ဒီမှာ2ဘလုံးကျန်လဲ3လုံး ဒါပြန်ကံကြိုးရဲ့သဘောတရားနှစ်သုံးလုံးကြာတာဖြစ်တဲ့နှစ်သုံးတက်ဧသရကိုရှင်းလိုက်တဲ့အခါကျတော့ရှင်းရပါတယ်ဒါကိုဆရာတို့စာရင်းဂုဏ်တန်းကြီးကိုသုံးပြီးတော့ဆရာရှင်းပြမယ်ဆိုလို့ရှိရင်ဒီမှာ2 power 8 by 2 power 5 equal ကျတော့အခြေနှစ်နှစ်အတွက်နှစ်သလုံးယူမယ်ဒါဆိုလို့ရှိရင်ဘိုင်းဝေထပ်ခင်းရည်ဘိုင်းကြီးထပ်ခင်းကိုနှုတ်မယ်ဆိုလို့ရှိရင်8 minus 5ဒါကြောင့်ဆရာတို့ရရတဲ့အခါ 2 power 3ဆိုပြီးတော့2 3ဓာတ်ကိုရပါမယ်။ဒါကအသေးသေးအကျဲပြန့်တဲ့နည်းဖြစ်ပြီးတော့ဒါဟာကွန်ပျူတာကိုသုံးပြီးတော့တွက်ချက်ထားတဲ့နည်းဖြစ်ပါတယ်။နောက်ဒုတိယဘုတ်ကိုကြည့်မယ်။ဒုတိယဘုတ်ကလည်းဒီနည်းတိုင်းပဲသွားမယ်။ငါးလေးရက်ကိုငါးနှစ်ထပ်နဲ့ဆရာတို့ဘာလို့မလဲစားမယ်။ဒါပြင်ငါးလေးရက်အတွက်ဆရာတို့ကငါးလေးလေးကြီးဖြန့်ရင်မယ်။ငါးနှစ်ထပ်အတွက်နှစ်ကြီးဖြန့်ရင်မယ်ဆိုလို့ရှိရင်ဆရာတို့ကအချိန်ခံ20ရာဒီငါးကြီးငါးကြီးကိုဘာလို့ပြလိုက်မလဲ။ကျင်းပြလိုက်မယ်ဆိုလို့ရှိရင်ဒီမှာငါးဘယ်နှစ်ကြီးကျန်လဲနှစ်ကြီး ငါနေခင်ရ9နှစ်ထက်ငါနေခင်ရလက်က25ဒါကိုဆရာတို့ကကိုယ်သတိတုံးပြီးတွက်ပြမယ်ဆိုလို့ရှိရင်ငါ၄တဲ့ကိုဆရာတို့ကငါနှစ်ထက်နဲ့စားမယ်ဆိုရင်အချင်း9ငါးတွေ9ယူမယ်ပိုင်းဝေထန်ညွန်းနေရနေပိုင်းချီထန်ညွန်းကိုနှုတ်မယ်ဆိုရင်ဓမ္မက4 minus 2ဒါဆိုရင်သူ့ရဲ့ရလက်ကအခြေက5ကိုရီးယား2နိုင်ရက2 ါကြောင့်5 square လို့ရမယ်ဒါကအသေးစိတ်ဖြန့်တာဒါကကွန်တက်တီကိုတုံးပြီးတော့တွက်တာဇာတ်တို့တကယ်လက်တွေဖြည့်ရှင်းတဲ့အခါကျလို့ရှိရင်တက်ကိန်းဆိုင်ကကွန်တက်တီကိုတုံးပြီးတော့ဖြည့်ရှင်းမှာဖြစ်ပါတယ်ဇာတ်တို့အခြေခံတက်ကိန်းရှင်းတဲ့ကွန်တက်တီရနေပြီးတော့ဇာတ်တို့နောက်ထပ်ကွန်တက်တီတစ်ခုကိုချင်းကပ်မယ်နောက်ထပ်ကွန်တက်တီတစ်ခုဟာထက်စင်တက်ကိန်းများထက်စင်တက်ကိန်းများဆိုတာကမူလအခြေပေါ်မှာတက်ကိန်းတစ်ခုရှိမယ်ရှိတဲ့တက်ကိန်းကိုထက်စင်တက်ကိန်းတင်ထားမယ်ဆိုလို့ရှိရင် ဘလို့ဖြည့်ရှင်းမလဲလို့ပေါ်ပြခြင်းဖြစ်ပါတယ်။ဒီမှာအညွှန်းစာလေးကိုကြည့်ပါ။တက်ကိတခုကိုတက်ကိတင်ထားနေရင်ဆိုတာကဘုလားအခြေပေါ်မှာတက်ကိပါတဲ့ခင်းကိုတက်ကိ test တင်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်ကတန်ညွှန်းချင်းကြီးကိုမလုပ်ပြရမလဲ။မြောက်ပြရမလဲ။ဒီမှာကြည့်ပါ။ BM နဲ့ N နဲ့ဂိမ်းမီများဖြစ်ကြသည်။ B ကအခြေခင်းကိုပြောတာ M နဲ့ N ကတက်ကိကိုပြောတာ။ဒါဆိုလို့ရှိရင်ဆရာတို့ကဘုလားတန်မှုဖြစ်တဲ့အခြေခင်း B ပေါ်မှာတက်ကိ M တင်ထားမယ်။ ပြီးသူ့ဘောမှာတက်ဆင့်တာကြီးအင်တင်ရမယ်ဆိုလို့ရှိရင်ဇာတို့ကဘာလို့ပြရမလဲမြှောက်ပြရမယ်ဒါကြောင့် b power m the power n equal b power m into n ဆိုပြီးတော့ဇာတို့ကမူလအခြေပေါ်မှာတန်ညွှန်းချက်ဘာလို့ပြရမလဲမြှောက်ပြရမယ်ဒါကတခုကြီးကိုပြောတာပါဒုတိယပိုင်းကကိန်းနှလုံးမြှောက်ထားတဲ့ရလက်ပေါ်မှာတက်ကိန်းဆင့်ထားတာကိုကြည့်မယ်ဆိုလို့ရှိရင်ကြည့်ပါ a b နဲ့ n ဒီကိန်းမြများဖြစ်ကြတယ်ဒီမှာ a နဲ့ b ဆရာတို့အခြေကိန်းဖြစ်မယ် အင်္ဂါဖြတ်ကင်းဖြစ်မယ်ဒါဆိုလို့ရှိရင်ဆရာတို့က a into b the whole power and a အမြောက် b ကိုတကယ်လုံး a ထပ်ကင်းတင်ထားမယ်ဆိုရင်ဓမ္မဒိနာရဲ့ထပ်ကင်းဒီအခြေကင်းနှစ်ခုစလုံးနဲ့ဆိုင်ပါတယ်ဒါကြောင့်ရှေ့အခြေ a ကိုလည်းထပ်ကင်း and တင်မယ်နောက်အခြေ b ကိုလည်းထပ်ကင်း and တင်မယ်ဘုလားအမြောက်ကအမြောက်ဒါကြောင့်ဆရာတို့ရဲ့ရည်ညွှန်းမဲ့ဂုဏ်သတ္တိဟာ a into b the whole power and equal ဟာ a power and into b power and ဖြစ်ပါတယ် နောက်ပြီးလို့ရှိရင်အမြောက်ပြီးဆရာတို့ကအစားပိုင်းကိုကြည့်မယ်အစားပိုင်းကိုကြည့်တဲ့အခါအညောကအတူတူပဲ A B နဲ့ N ဒီကင်းမြများဖြစ်ကြလေဒီမှာ A နဲ့ B ကအခြေဖြစ်ဖြစ်မယ် N ဆိုတာကတက်ကင်းဖြစ်မယ်ဒါဆိုရင်ဆရာတို့ကအစားကိုအခြေခံတဲ့အပိုင်းရင်းပုံစံနဲ့စဉ်းစားမယ်ဆိုလို့ရှိရင် A ဘိုင်း B the whole power N ဒါဆိုလို့ရှိရင်ဆရာတို့ကအခြေအနေမှာကိုစားကြည့်တဲ့ A ဘိုင်း B တစ်ခုလုံးကိုတက်စစ်တက်ကင်း N တင်တာဖြစ်တဲ့တွင် တက်ရှင်းဖြတ်ကင်းပြီးဆရာတို့ပိုင်းဝင်နေတဲ့ဆိုင်နဲ့ပိုင်းရင်နေတဲ့ဆိုင်နဲ့ဒါကြောင့်ဒါကိုဆရာတို့ကဖြန့်ရှင်းမယ်ဆိုလို့ရှိရင်ပိုင်းဝင်မှာလဲထပ်ကင်းတင်မယ်ပိုင်းရင်မှာလဲထပ်ကင်းတင်မယ်ဒါကြောင့်ရလက်က A power m by B power n ဖြစ်ပါမယ်ဒါကြောင့်ဆရာပြန်ပြောပါမယ်တက်ရှင်းဓာတ်ကင်းရဲ့သဘောတရားဟာမူလကင်းရဲ့အခြေပေါ်မှာအခြေရှိလို့ရှိရင်ပါဝါကြီးမလုပ်ပေးလိုက်နဲ့မြှောက်ပေးလိုက်မယ်ပြီးလို့ရှိရင်ခြေလူကင်းမြှောက်ထားတဲ့တက်ရှင်းဓာတ်ကင်းစင်ထားမယ်ဆိုလို့ရှိရင် အခြေနှစ်ခုရဲ့အပေါ်မှာထက်ဆင့်ထက်ခင်းကိုတစ်ခုစီတင်ပြမယ်။ဇာတ်လို့စားထားမယ်ဆိုလို့ရှိရင်လည်းအခြေအသေးသေးရဲ့အပေါ်မှာသူဆင့်လာတဲ့ထက်ဆင့်ထက်ခင်းကိုတင်ပြပါမယ်။ဒါပြောပြတဲ့ထက်ဆင့်ထက်ခင်းကိုဒီမှာကိန်းငယ်ထက်ခင်းစဉ်းစားပြီးတော့ဖြည့်ရှင်းထားတဲ့ဥပမာလေးတွေကိုလေ့လာကြည့်ပါမယ်။ဒါကြောင့်မလို့အောက်ပါမြောက်လဆားလက်တွေကိုလေ့လာကြည့်ပါဆိုတော့ဇာတ်လို့ခဏကမြောက်ချင်းစားချင်းနဲ့ဆိုင်တဲ့ထက်ဆင့်ထက်ခင်းကိုလေ့လာမယ်။ကြည့်ပါ၁၁က 3 square the whole 2ဒီနေ့အမြဲ3တက်တခွင်းတော့3တက်ဖြစ်ပါတယ်။ဒါကိုဆရာတို့ကအခြေခံရစဉ်းစားမှဆိုရင်ဆရာတို့ကတက်ကိမနက်တယ်လေ3တက်။ဒါကြောင့်အခြေ3တက်ကိုဘယ်နှကြိမ်ကြီး3ငင်ကြီး။ဒါပေမဲ့အခြေ3တက်3ငင်ဒီဓမ္မရှိတဲ့ထက်ကိဟာနှစ်နှစ်နှစ်ကိုဆရာတို့ကပေါင်းရင်600။ဒါကြောင့်မလို့ဓမ္မက3 power 6ဒါကိုဆရာတို့ကဘုံသတိရ3မှဆိုလို့ရှိရင်ဓမ္မတက်စင်တက်ကိအခြေ3ကဆရာတို့ကဓမ္မအခြေ3တက်စင်တက်ကိရ တက်ကင်းကိုတက်ကင်းစင်တာဖြစ်တဲ့အတွက်တက်ကင်းကြီးကိုဘာလို့ပြင်မလဲမြောက်ပြင်မယ်ဒါကြောင့်3 power တွဲတူ3ဟာရလက်ဘာဝဲရမလဲ3 power စစ်ကိုပဲရမယ်ဒါကြောင့်အသေးစိတ်ဖြန့်စင်စားတာနဲ့ဘုံသတိနဲ့စင်စားတာအဖြစ်ရလက်ကအတူတူပဲဒါပေမဲ့ဆရာတို့ကဘုံသတိကိုသုံးပြီးတော့ဖြည့်ရှင်းတာကိုမှတ်သားပါမယ်ဒါဆိုဒုတိယပု္ပ္ပာလေးကိုလည်းကြည့်ပါဒုတိယပု္ပ္ပာကအခြေကားဘွဲနဲ့မှာတွဲတူ3 the whole 2 ဒါဆိုရင်ဆရာတို့ကဒီသုံးတဲ့ကိရိယာအခြေခံကြအောင်စဉ်းစားမယ်ဆိုလို့ရှိရင်တွေးလို့တတိယဘယ်နှချင်ရေးသုံးချင်ရေးသုံးချင်ရေးတဲ့အခါကျတော့နေနေနှစ်ကနှစ်သုံးဓာတ်သုံးသုံးသုံးဟာသုံးသုံးဓာတ်ဒါဆိုလို့ရှိရင်ဆရာတို့ရဲ့ရက2ချူ into 3ချူဒါကိုဆရာတို့ကဘုံတတိယစဉ်းစားမယ်ဆိုလို့ရှိရင်ထက်စစ်ထက်ကိရိယာအခြေနှစ်အခြေသုံးအသီးသီးကိုဆင့်ထားတဲ့ထက်ကိဘာလို့ပြင်မလဲတင်ပေးမယ်ဒါကြောင့်ဓမ္မကအခြေခံနှစ် ခြေက3ဆင့်ထားတဲ့ထက်ခင်းရပါရှိလဲ3ရှိတယ်။ဒါကြောင့်ဆရာတို့ရဲ့ရတဲ့က2 ju into 3 ju ဆိုတာကကွန်တန်တီကိုသုံးပြီးတော့ဖြည့်ရှင်းခြင်းဖြစ်ပါတယ်။နောက်နံပါတ်3လေးကိုကြည့်မယ်။နံပါတ်၄ကအမြောက်ကိုဖော်ပြတယ်။နံပါတ်၃ကအစားကိုဖော်ပြတယ်။အစားကိုဖော်ပြတဲ့ပုံစံမှာလည်းပိုင်းဝေရောပိုင်းကြီးရောဆရာတို့ကထက်ဆင့်ထက်ခင်းကိုစဉ်းစားမယ်။ခြေခံရစဉ်းစားကြည့်မယ်ဆိုရင်2/3 the whole ju ဆိုတော့ဆရာတို့က2/3ဘယ်နှခြေရေး သုံးရင်ကြီးပြီးဒီမှာကနှစ်မြောက်နှစ်မြောက်နှစ်ကဆရာတို့ကနှစ်ပဏ္ဏထတယ်သုံးဓာတ်ဒီလိုပဲအခြေအားသုံးမြောက်သုံးမြောက်သုံးကသုံးပဏ္ဏထတယ်သုံးသုံးဓာတ်ဒါဆိုရင်ဆရာတို့ကထက်စိတ်ထက်ကိရာစဉ်းစားမယ်ဆိုရင်တင်ထားတဲ့ထက်ကိသည်အခြေကင်းအလုံးနဲ့ဆိုင်တယ်ဒီမှာနှစ်အတွက်လဲဆရာတို့ပဏ္ဏထတင်ပေးမလဲသုံးဓာတ်တင်ပေးမယ်ဒါကြောင့်ပိုင်းဝင်မှာနှစ်သုံးဓာတ်သုံးအတွက်လဲပဏ္ဏထတင်ပေးမလဲသုံးဓာတ်တင်ပေးမယ်ဒါကြောင့်ပိုင်းဂျီမှာလဲသုံးသုံးဓာတ် ဒါကြောင့်တူပိုင်တိသဟုတ်ချူကိုဆရာတို့ကဘွန်တန်တိသုံးပြီးဖြည့်ရှင်းမယ်ဆိုလို့ချင်းပိုင်းဝင်ကိုတင်ထားတာကတူချူပိုင်းရင်ကိုတင်ထားကသေးချူဒါကြောင့်ဆရာတို့ရရတဲ့ကတူချူပိုင်းသေးချူဖြစ်ပါတယ်ဒါဆိုလို့ချင်းဆရာတို့လေးကိုဆက်ပြီးတော့ကြည့်မယ်လေးကလည်းထက်ဆင့်ထက်ခြင်းရဲ့ဘွန်တန်တိကိုပဲသုံးထားခြင်းဖြစ်ပါတယ်အပေါင်းပါလင်းလေအပေါင်းအနှုတ်ပါလင်းလေအနှုတ်တို့သက်ဆိုင်ရာဂိမ်းတွေမှာလက္ခဏာမမားပါစေနဲ့ဒါဆိုကြည့်အောင်ပြထားတာကအခြေက -2 3 တက်ဆင့်တက်ခင်းရဒူဒါဆိုလို့ရှိရင်ဆရာတို့ဟာတက်ခင်းအခြေဖြန်နည်းရမိုင်းနက်ဒူအင်ဒူ3ကိုဘယ်နှကျင်ရေးနှစ်ကျင်ရေးဒါဆိုလို့ရှိရင်မိုင်းနက်ဒူမိုင်းနက်ဒူကနှစ်ကျင်ကမိုင်းနက်ဒူ square 3 3နှစ်ကျင်ရ3 square ဒါဆိုရင်ဆရာတို့ဟာတက်ဆင့်တက်ခင်းရဂွန်တက်ဒီကိုသုံးမယ်ဆိုရင်အခြေမိုင်းနက်ဒူတွေလည်းဘယ်နှထက်တင်ပြီးနှစ်ထက်တင်ပြီးမယ်ပေးအခြေသတိတို့လည်းပြန်နှက်တင်မိမလဲနှစ်တက်တင်မိမယ်သူ့မူလဓာတ်မှုအမြောက်ဖြစ်တဲ့ဆရာတို့ကရလက်က minus 2 square into 3 square ဖြစ်ပါတယ်ဒါဟာတက်ဆင့်ထက်သေးရဲ့ကုန်သတ်တွေကိုသုံးပြီးတော့ဖြည့်ရှင်းခြင်းဖြစ်ပါတယ်